ိမ်နံဘက်ကလည်းကြထားပြီးသားချန်ချေဝန်းကလည်း85 180ကိုပြည်ဦးနယ်မြို့မှာ3,3500တင်းနဲ့ရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Sweet Home ပြည်ဦးလင်းအင်ချမ်မီကကိုဖြိုးဖြစ်ပါတယ်နေရာကလည်းပြည်ဦးလင်းမြို့ရဲ့အထင်ကရဖြစ်တဲ့ရက်ကွက်ကြီး27မိုးကျူပြစ်တိန်အင်းထဲမှာရှိတယ်တိန်အင်းရွာလေလမ်းရဲ့ main land ကိုတကွက်ပဲငုတ်ထားတဲ့အနေအထားမျိုးဖြစ်ပါတယ်မိုးကျူဆိုတာလည်းဒါအကုန်လုံးသိကြတဲ့အတိုင်းပဲကိုပိုင်အကြောင်းကြီးဈေးကြီး စားတောက်ဆိုင်တွေယုံနေအကုန်အစုံရှိတဲ့ရက်ွက်အနေထားတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာကတော်တော်လေးကိုတန်တယ်လို့ပြောလို့ရမယ်။အိမ်နံပါတ်ကလည်းကြာထားပြီးသားခြံကျေကလည်း85 190တောင်ဖြစ်တယ်။နေရာကလည်း mainland တကွန်းကုတ်ကူမှာ3300နဲ့900ဆိုတာတော်တော်လေးကိုတန်တယ်။အနီးနားပတ်ဝန်းကျင်ဆိုတာလည်းဒါတော်တော်လေးကို ကျန်ဝန်းတဲ့ခြံတွေမှာနေကြတဲ့အနေထားတွေလည်းဖြစ်တယ်ပတ်ဝန်းကျင်ကလည်းလူနေအိမ်ကောင်းတွေဖြစ်ပြီးတော့အိမ်ဒီအကုန်လုံးကလည်းလူနေတယ်မိသားစုနဲ့အနားယူအပန်းဖြေမဲ့ခြံဝန်းကြကြဲနေဆိုတော့တော်တော်လေးကိုကောင်းတဲ့အိမ်ထဲမှာပါတယ်ဒါအခု အိမ်ရဲ့အဝင်မာတွေကိုထင်းရှူးကြောက်ခတ်တင်နေအလားဆင်သားပြီးပုန်ကင်းလန်းဆိုလဲဒါအိမ်ထိကိုရောက်တဲ့အဲ့တော့ခြံဝန်းကျဲတဲ့အပြင်မှာဟိုအိမ်တလုံးရောကားကူတောင်ရောပါတဲ့အနေထားဖြစ်တဲ့အိမ်ဝင်းထဲမှာတော့ဒါ master တခန်းနဲ့ single နှခန်း living room dining kitchen ပါရှိတဲ့ area မျိုးဖြစ်ပါတယ်ခြံဝန်းထဲမှာတီးပင်စားပင်တွေအနေနဲ့ကလည်းတတော်လေးကိုစုံတာကိုတွေ့ရတယ်ပိန်းနေပင်ပါမယ်မာလကာပင်ပါမယ်ကျွဲကောပင်ပါမယ်မကဒေးမီယာတွေပါမယ်တတော်လေးအပင်မျိုးပေါင်းအနေနဲ့ကို20ဝန်းကျင်လောက်ကိုရှိတဲ့ခြံဝန်းကြီးလည်းဖြစ် တယ်။ရေကလည်းဒါအဝေးစီးတွင်းကိုတူးလာတယ်။ရေစင်ကလည်း2000လီတာလောက်ထိကိုဆန့်လာဆိုတော့တော်တော်လေးကိုရေတုံးလို့ရမယ့်အနေအထားမျိုးလေးလည်းဖြစ်တယ်။ခြံဝင်းထဲမှာဒါအခုမြင်ရတာတော့ထောဘက်ပင်တွေထောဘက်တီးတွေကလည်းတော်တော်လေးကိုတီးတယ်။ကျွန်တော်ရောက်တဲ့ချိန်မှာတော့အောက်မှာကျွေနေတာကတော်တော်များတယ်။အတီးနဲ့နေရောင်းချမယ်ဆိုရင်တော့မှဒါကိုယ့်ရဲ့ income တစ်ခုကရရှိနိုင်မယ့်အနေအထားမျိုးဖြစ်တဲ့ခြံဝင်းလည်းဖြစ်တယ်။ အပင်တွေကလည်းတော်တော်စုံတဲ့အနေထားမျိုးအဲ့တော့ခြံဝန်းကျကျနဲ့မိသားစုတွေတခါတလေအနားယူအပန်းပြေမယ်ဒါမှမဟုတ်နေမယ်ဆိုရင်လည်းတော်တော်လေးကိုကောင်းတဲ့ခြံဝန်းထဲမှာပါတယ်ရက်ွက်ကြီး20တဲမိုးကျွပြတိမ်အင်းထဲမှာတည်ရှိတာဖြစ်ပါတယ်အဲ့တော့ခြံကျင်ဝန်းနဲ့ဇင်းနှုံးထဲမှာလည်းဒါတိမ်3500နဲ့ဆိုတဲ့ဟာမှာပေးရတာတော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်အနီးနားပတ်ဝန်းကျင်ကလည်းအကုန်လူနေအိမ်တွေရှိပြီးလူတွေအကုန်လုံးကလည်းနေကြတဲ့အနေထားမျိုးလေးလည်းဖြစ်ပါတယ် ဒီနေရာအားသာချက်တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့မိဆွေအပေါင်းအသင်းတွေဒါမှမဟုတ်လဲမောင်နှမတွေအနီးအနားမှာနေကျင်နေဆိုရင်ရတယ်ဘာလို့လဲဆိုတော့ဒီချန်ကက်ရက်ပေါ့နော်ဒီချန်အမှတ်ကတော့90နှစ်နောက်ထပ်91နဲ့90ကိုလည်းရောင်းမှုရှိပါတယ်အဲ့ဒါကိုကျွန်တော်3ရက်ဆက်တိုက်တင်သွားပေးမယ်ဒီချန်လေးကိုစိတ်ဝင်စားရဲဆိုရင်တော့ဒါဒီချန်လေးကတော့3,500ခေါ်ဆိုထားပါတယ်